မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာ တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနဲ့ PDF များပူးပေါင်းပြီးတော့တိုက်ခိုက်မှုများခံနေရပြီးတော့ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးပဲခူးနယ် AOD တိုင်းအထိကိုတိုက်ပွဲများရရှိလာပြီးဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဝန်ခံပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ31ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့6လတပ်တန်းတိုးတဲ့ကာလုံအစည်းအဝေးမှာအကြမ်းဖက်မင်းအောင်လိုင်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့6လတာအတွင်းကချင်ပြည်နယ်မှာ KIA က PDF များနဲ့ပေါင်းပြီးတော့တရုတ်မြန်မာနယ်စပ်ဒေသဗမော်ဒေသစကိုင်းတိုင်းအထက်ပိုင်း အင်ဒိုဒေတာကရင်ပြည်နယ်မှာ KNU က PDF များနဲ့ပေါင်းပြီးတော့ကရင်ပြည်နယ်ကတိုင်တိဒေတာမဲပလီဒေတာအနန်းကွင်းဒေတာကော့ဂရိတ်ဒေတာရခိုင်ပြည်နယ်မှာ AA က PDF များနဲ့ပေါင်းပြီးတော့မကွေးတိုင်းရခိုင်ပြည်နယ်အစပ် AOD တိုင်းနဲ့ရခိုင်ပြည်နယ်အစပ်ပဲခူးတိုင်းရခိုင်ပြည်နယ်အစပ်ဒေတာများမှာတိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်ချင်းပြည်နယ်မှာ CNF က PDF များနဲ့ပေါင်းပြီးတော့မင်းတပ်ကမ်ပတ်လတ်နဲ့ဖလန်းမျိုးတို့ကိုတိုက်ခိုက်မှုများကိုလှုံ့ဆော်ခဲ့ကြောင်းပြောဆိုထားပါတယ်။ တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း EA ကိုများအနေနဲ့လဲနိုင်ငံရဲ့နိုင်ငံရေးအကြက်တဲပေါ်ကိုအခွင့်ကောင်းယူပြီးတော့တိုင်းသားအရေးနိုင်ငံရေးအကြောင်းပြချက်များနဲ့တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ကြောင်းမင်းအောင်လှိုင်ကဆက်ပြီးတော့ပြောပါတယ်အကြက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2025ခုနှစ်အတွင်းမှာကျင်းပမယ်လို့ကြွေးကြော်ထားတဲ့ရွေးကောက်ပွဲဖြစ်မြောက်ရန်အတွက်နိုင်ငံမှာတည်ငြိမ်အေးချမ်းရန်လိုအပ်နေသေးကြောင်းထပ်မံပြောဆိုလိုက်ပြီးတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့အနေနဲ့လဲပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရှောက်လန်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေးကိုဥတည်ပြီးတော့ဆောင်ရွက်နေတာကိုတွေ့ရှိခဲ့ရကြောင်းပြောဆိုလိုက်ပါတယ်။စစ်ကောင်စီကနိုင်ငံတော်မှာတိုက်ပွဲများမှာရှုံးနိမ့်မှုများစွာကိုကြုံတွေ့နေရပြီးတော့ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊မွန်ပြည်နယ်တို့မှာနယ်မြေများအကြီးအကျယ်ဆုံးရှုံးလျက်ရှိတယ်ဆိုတာကိုဝန်ခံပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်လူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုတကွင်းလုံးပတ်ပြီးတော့ကစားနေတဲ့သူလို့ဝေဖန်ခဲ့တဲ့တသက်ခိုင်အပါအဝင်ဝင်ကြီးတချို့ကိုအကြမ်းဖက်မင်းအောင်လှိုင်က မနေ့ကယာရုတာဝန်များကနေပြီးတော့အနားပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟိုတယ်နဲ့ခီးသွားလာရေးဝင်ကြီးအဖြစ်နဲ့တာဝန်ပေးထားတဲ့တသက်ခိုင်းအလौတမားဝင်ကြီးမြင့်အောင်အောက်စားနဲ့လူငယ်ရေးရာဝင်ကြီးမင်းသိန်းဆန်တို့ကိုဝင်ကြီးများအဖြစ်ကနေပြီးတော့အနားပေးကြောင်းမင်းအွန်လိုင်းကကြေညာခဲ့ပြီးတော့ပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုနေဆက်ရေးရာဝင်ကြီးအဖြစ်နဲ့ပြောင်းလဲတာဝန်ပေးကနေဆက်ရေးရာဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနန်းကိုပြည်ထောင်ဝင်ကြီးအဖြစ်နဲ့တာဝန်လွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ်။အနားပေးခံရတဲ့သူတွေမှာ ထူးခြားမှုကတော့ NLD အမတ်ဖြစ်ခဲ့တော့လဲပါတီကနေနှုတ်ထွက်ပြီးတဲ့နောက်2019ခုနှစ်မှာပြည်သူ့ရှေ့တောင်ပါတီအဖြစ်နဲ့ထူထောင်ခဲ့တဲ့တသက်ခိုင်ကိုအနာပေးမှုပဲဖြစ်တယ်လို့သိရပါတယ်2020ခုနှစ်ရွေးကောက်ပွဲမှာတသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီဟာအမတ်နေရာတစ်ခုမှအနိုင်မရပဲခွက်ခွက်လန်အောင်ရှုံးနေခဲ့တော့လဲတသက်ခိုင်ကတော့2021ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီထံမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေအားချထားရေးဝန်ကြီးဖြစ်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့2023ခုနှစ်ဩဂတ်လ3ရက်နေ့မှာဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်နဲ့ပြောင်းလဲခန့်အပ်ခံရပြီးတော့2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာဝန်ကြီးယာဒူတာဝန်များကနေပြီးတော့အနာပေးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။တချိန်ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုတကွေးလုံးပတ်ကစားပြီးတော့ချိန်မပေါ်ဘူးဆိုပြီး မီဒီယာတွေကနေတဆက်ဝေဖန်ခဲ့တဲ့တတ်တက်ခိုင်ဟာစစ်ကောင်စီလက်ထက်မှာဝင်ကြီးဌာနနှစ်ခုရဲ့တာဝန်ခံဝင်ကြီးယာဒူးများကိုရရှိခဲ့တော်လဲမည်သည့်ရလက်ကိုမှစွန့်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တဲ့အတွက်အနာပေးခံလိုက်ရတာလို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်လူကယ်ပြန်မှာသူဝင်ကြီးလောက်တုန်းက2023ခုနှစ်မေလလယ်မှာမောခါဆိုင်ကလုံးမုံတိုင်းကရခိုင်ပြည်ဘက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လူကယ်ဝင်ကြီးဌာနအနေနဲ့ဘာမှထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့တာမရှိဘူး။ဝင်ကြီးဌာနအချင်းချင်းလဲပူးပေါင်းဆောင်ရွက်မှုမပါရှိခဲ့လို့ကောင်းစီအစည်းအဝေးမှာ သူ့ဝင်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်နယ်အစိုးရဘက်ကမိုးခါမုံတိုင်းကူညီရေးတွေမှာအကူအညီမရခဲ့ပါဘူးဆိုပြီးတော့ပြင်ပြတိုက်တန်းခံရတာတွေလည်းရှိခဲ့ပါတယ်။ဟိုတယ်ခီးသွားဝင်ကြီးဖြစ်ပြန်တော့လဲသတင်းအတုသတင်းအမှားများကိုခြေဖြတ်ပြီးတော့နိုင်ငံခြားဧည့်သည်တွေကိုပို့မို့ဝင်ရောက်ရေးအတွက် စစ်ကောင်စီကနေပြီးတော့စီမံချက်နဲ့ညွှန်ကြားခဲ့ပေမဲ့လည်းဘာမှကိုမအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်ကာလုံအစည်းအဝေးမတိုင်မီအပြောင်းလဲလုပ်ခံရမယ်။ဝင်ကြီးတွေရဲ့စာရင်းထဲမှာဒေါက်တာတက်တက်ခိုင်ရဲ့နာမည်ကရှေ့ဆုံးကနေစာရင်းပါခဲ့တာပါလို့နေပြည်တော်တပ်တွင်းသတင်းအေးမြစ်ကရှင်းပြထားပါရယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကစစ်ကောင်စီအဖွဲ့ဝင်ဥွှေကျင်းနဲ့ဥရံကျော်တို့ကိုဘ ਹੁ အကြံပေးအဖွဲ့ဝင်များအဖြစ်နဲ့ပြောင်းလဲခန့်အပ်တာဝန်ပေးကြောင်းထုတ်ပြန်ခဲ့ပါရယ်။အလားတူပဲ စစ်ဘက်ရရှိတချို့ကိုလည်းမင်းအောင်လိုင်းကအပြောင်းလဲပြုလုပ်ခဲ့ပြီးတော့ရန်ကုန်တိုင်းတိုင်းမူဗိုလ်ချုပ်ဇော်ဟင်းကိုစစ်ထောက်ချုပ်အဖြစ်နဲ့၎င်းကန်ယိုရန်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ပြည်စုံလင်းကိုရန်ကုန်တိုင်းတိုင်းမူအဖြစ်နဲ့၎င်းကန်ယိုရန်စစ်ဌာနချုပ်တိုင်းမူနေရာကိုစေဦးစီးတက်ကတူချောင်းအုပ်ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို၎င်းအပြောင်းလဲလုပ်ပြီးတော့ခန့်အပ်ပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမှာရှိတဲ့စစ်တပ်လက်အောက်ခံမြမစီးပွားရေးကော်ပိုရေးရှင်းပိုင်နဲ့အာမေရန်အရက်ချက်ဆက်ယုံကို40မမဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ31ရက်နေ့ည09:05မိနစ်အချိန်မှာရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာရှိတဲ့မင်းအောင်လိုက်လက်အောက်ခံမြမစီးပွားရေးကော်ပိုရေးရှင်း MEC ပိုင်နဲ့အာမေရန်အရက်ချက်ဆက်ယုံကိုရန်ကုန်တိုင်းပြည်သူ့ကာကွယ်အဖွဲ့ပကဖဦးဆောင်မှုနဲ့အနောက်ပိုင်း KI ပြည်သူ့ကာကွယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ကအဝေးပြစ်လောင်ချာ79နဲ့40မမ ဘုံဒီ၃လုံးတိတိကိုထိထိရရောက်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ပြည်သူအာဏာကိုအကြမ်းဖက်သိမ်းယူခြင်း၄နှစ်ပြည့်အကျွေးကိုထိုက်ထိုက်တန်တန်တောင်းယူခြင်းဖြစ်ကြောင်းအဲ့ဒီတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။ယနေ့စစ်အာဏာသိမ်းတဲ့၄နှစ်ပြည့်နေ့မနက်အစောပိုင်းမှာရန်ကုန်မြို့ရဲ့နေရာတချို့မှာစစ်တပ်ကလုံခြုံရေးတွေတင်းကြပ်ထားပြီးတော့မြင်းဒီကုန်းလှဲတံရန်ကုန်မြို့လေကောင်တို့မှာလုံထင်းရဲကားတချို့လှည့်လည်နေတာကိုတွေ့မြင်ခဲ့ရတယ်လို့ရန်ကုန်မြို့ကန်တချို့ကသတင်းပေးပို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးတင်သားရွာကျေးလက်ကျမ်းမာရေးစီပီကန်းနဲ့ကိုကိုရွာစာတင်ချောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်ကလေးငယ်များအပါအဝင်ပြည်သူ၉ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ31ရက်နေ့ညနေ9:25မိနစ်နဲ့28မိနစ်ခန့်တို့မှာကလေးမျိုးနဲ့တောင်ပိုင်းမှာရှိတဲ့တင်သားရွာကျေးလက်ကျမ်းမာရေးစီပီကန်းနဲ့ကိုကိုရွာစာတင်ချောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်ကလေးငယ်များအပါအဝင်ပြည်သူ၉ဦးသေဆုံးပြီးတော့စစ်ဘေးရှော ောင်ပြည်သူအယောက်30ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများထဲမှာ ဒဏ်ရာအခြေအနေစိုးရင်ရသူများလည်းပါဝင်ပြီးတော့လက်ရှိအချိန်မှာစေကူတမ်းမှုများပြုလုပ်နေရကဒဏ်ရာအခြေအနေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့သိရပါတယ်။တင်သားချေးရွာနဲ့ကုတ်ကိုချေးရွာအနီးတဝိုက်ကိုစစ်ခွေးတွေကဘုံကျဲသွားတာ၊ဂျက်ဖိုင်တာနဲ့ကျဲသွားတာ၊စစ်ဘေးရှောင်ကလင်းငယ်တွေအပါအဝင်အမျိုးသမီး၉ဦးသေဆုံးတယ်လို့သိရတယ်။စစ်ဘေးရှောင်ပြည်သူအယောက်30ထက်မနည်းလဲထိခိုက်ဒဏ်ရာရရှိသွားပါတယ်။တင်သားရွာကျေးလက်ကျမရေးစေဘေးကနဲ့ကုတ်ကိုချေးရွာစာတင်ကြောင်းကတော့ပြက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒါ့အပြင် ိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့တမူးမြို့နယ်မှာလည်းအကြမ်းဖက်ဆက်တဲ့ရဲ့ပူးပေါင်းအဖွဲ့များဖြစ်တဲ့ SNA ရှမ်းနီလက်နက်ကိုင် UNLF ကတဲ့လက်နက်ကိုင်အဖွဲ့တို့နဲ့တော်လိုင်းတပ်ဖွဲ့များကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းမန္တလေးတိုင်းနေပြည်တော်ပဲခူးတိုင်းနဲ့ AR တိုင်းကလူငယ်များစက်တိုက်ပျောက်ဆုံးနေပြီးတော့အမျိုးသမီးငယ်များလည်းပျောက်ဆုံးမှုတွေဟာဒီအပိုင်းအတွင်းမှာပုံမှန်များပြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်နေ့ရက်ကွက်မှာနေထိုင်တဲ့အသက်36နှစ်အရွယ်ကိုမျိုးမင်းခိုင်ဟာဇန်နဝါရီလ29ရက်နေ့ညနေ9:00နာရီကမှနေအိမ်ကနေထွက်သွားပြီးတဲ့နောက်ပျောက်ဆုံးသွားခဲ့ပြီးမိသားစုဝင်များက၎င်းရဲ့ဖုန်းကိုဆက်သွဲတော့လဲဆက်ပိတ်ထားတယ်လို့ပြောဆိုထားပါတယ်။ရန်ကုန်မြို့မှာနေကနေလာပြီးတော့တင်းတန်းတက်နေတဲ့ကိုမျိုး စီသူဟာဇန်နဝါရီလ29ရက်နေ့မှာသပင်ညက်ရန်နေအိမ်ကနေထွက်သွားတဲ့အချိန်ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတောင်တကုံမြို့နယ်80ရပ်ကွာမှာနေထိုင်တဲ့ အသက်21နှစ်အရွယ်ဒဂုံတက္ကသိုလ်ဒုတိယနှစ်ဇူးမေဂျာမှာတက်ရောက်နေတဲ့မောင်ဝေယံခေါ်ဝေယံမင်းထွန်းဟာဇန်နဝါရီလ30ရက်နေ့မွန်လွယ်3နာရီကမှဖုန်းဝေယံနေအိမ်ကနေပလာဇာကိုသွားတဲ့အချိန်ပျောက်ဆုံးသွားတယ်လို့ပြောပါရယ်မောင်ဝေယံနဲ့မိသားစုဝင်များဟာညနေ9နာရီအထိအဆက်အသွယ်ရရှိခဲ့တော့လဲလက်ရှိအချိန်အထိဖုန်းဆက်ပိတ်ထားတယ်လို့ပြောပါရယ်ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာနေထိုင်တဲ့ကိုရဲလင်းအောင်ဟာဇန်နဝါရီလ26ရက်နေ့ည7နာရီကမှပလဲလန်းစုံရခိုင်ကျောင်းမှတ်တိုင်အနီးမှာ ဘိုက်စားတယ်ဆိုပြီးတော့မုတ်သွားဝယ်တဲ့အချိန်မှာပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတာမွေမြို့နယ်မြစ်တာညွန့်ရက်ကွက်မှာနေထိုင်တဲ့အသက်30အရွယ်ကိုအောင်ဆန်းဦးဟာလည်းဇန်နဝါရီလ25ရက်နေ့မှာနေကမိခင်ဖြစ်သူနေမကောင်းတဲ့အတွက်တွားရောက်တဲ့အချိန်မှာလမ်းခီးမှာပျောက်ဆုံးသွားတယ်လို့ပြောပါတယ်။ရန်ကုန်တိုင်းတင်ကန်းကျွန်းကြီးမြို့နယ်ဇောတိကတက်လမ်းမှာနေထိုင်တဲ့အသက်35နှစ်အရွယ်ကိုမောင်မောင်ဦးဟာဇန်နဝါရီလ28ရက်နေ့မှာစုလေကနေပြီးတော့မင်္ဂလာတုံမြို့နယ်ကိုပြန်လာတဲ့အချိန်အဆက်အသွယ်ရပြီးတဲ့နောက်ည၈နာရီခန့်မှာ ဖုန်းဆက်ပိတ်ပြီးတော့လုံးဝကိုပျောက်ဆုံးသွားတယ်လို့ပြောပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းလယ်ဦးရပ်ကွက်မှာနေထိုင်တဲ့အသက်20အရွယ်မောင်စကားဇန်နဝါရီလ20ရက်နေ့မှာရန်ကုန်မြို့ကနေမန္တလေးကိုတွားရောက်ပြီးနောက်နှစ်ရက်အကြာမှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပဲခူးတိုင်းတောင်ကုန်မြို့မှာနေထိုင်တဲ့ကိုဖုံးမြင့်မိုးခေါ်ထွန်းထွန်းဟာဇန်နဝါရီလ28ရက်နေ့မှာ ဘကုံးမြို့ကိုတွားရောက်တဲ့အချိန်အဆက်အသွယ်ပြတ်တောက်ပြီးတော့ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။မန္တလေးမြို့မှာနေထိုင်တဲ့ကိုတဲကိုကိုအောင်ဟာလည်းဇန်နဝါရီလ25ရက်နေ့မှာနေအိမ်ကနေထွက်ခွာသွားပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်လို့ပြောပါတယ်။အလားတူပဲရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်လေးတောင်ကရက်ကွက်မှာနေထိုင်တဲ့အသက်22နှစ်အရွယ်မအင်ဂျင်ခင်ဟာ ဇန်နဝါရီလ21ရက်နေ့မှာမြောက်ကလာမြို့နယ်အဝိုင်းအနီးမှာရှိတဲ့အထက်ချုပ်စက်ရုံကိုတွားရောက်အလုပ်လုပ်တဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်စင်ငူရက်ကွက်ဇေယတိရီလမ်းမှာရှိတဲ့အဆောက်မှနေထိုင်တဲ့အသက်18နှစ်အရွယ်မတ်ဤတက်ခိုင်ဟာလည်းဇန်နဝါရီလ26ရက်နေ့မနက်9နာရီခန့်မှာမုတ်ထွက်ဝဲတဲ့အချိန်မှာပျောက်ဆုံးသွားတယ်လို့ပြောပါဗျ။အဲ့ဒီပျောက်ဆုံးသွားတဲ့တရင်ကြောင့်မိခင်ဖြစ်သူဟာလည်းသတိမေ့လဲသွားပြီးတော့လက်ခုပ်ကုံစေးရုံပေါ်မှာတက်ရောက်ပြီးတော့ကုသမှုခံယူနေရတယ်လို့ပြောပါဗျ။ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်အမှတ်ဇာမြင့်စွဲမြင်းဆောင်33တဆယ်ရက်ကွာကော်တောင်းလမ်းမှာနေတဲ့ အသက်15နှစ်အရွယ်ရှိတဲ့မယွန်းပိုးအိမ်ခေါ်ယွန်းယွန်းဟာဇန်နဝါရီလ28ရက်နေ့ညနေ9:00ခန်းမှာနေအိမ်ကနေဈေးဝယ်တဲ့အချိန်ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မြို့မှာနေထိုင်တဲ့အသက်20အရွယ်မတ်မြတ်ဖူးငုံဟာလည်းဇန်နဝါရီလ18ရက်နေ့မနက်7:00ခန်းမှာတင်တန်းတက်ရန် YBS နဲ့တင်တန်းကိုရောက်ရှိလာခြင်းမရှိဘဲနဲ့လမ်းမှာတင်ပျောက်ဆုံးသွားတယ်လို့ပြောပါဗျ။မန္တလေးတိုင်းအမရပူရမြို့ကြံတန်းတိုးချဲ့3ရပ်ကွက်မှာနေထိုင်တဲ့အသက်73နှစ်အရွယ်မတ်မေသစင်နွယ်ဟာ န်နဝါရီလ22ရက်နေ့ညနေ4နာရီခွဲအချိန်မှာနေအိမ်ကနေပျောက်ဆုံးသွားတယ်လို့သိရပါဗျ။နေပြည်တော်ပြင်မနာမြို့အောင်သာယာ25လမ်းမှာနေထိုင်နေမဖူးဖူးဟာလဲဇန်နဝါရီလ28ရက်နေ့မှာနေအိမ်ကနေထွက်ခွာသွားပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်လို့ပြောပါတယ် ဧရာဝတီတိုင်းဒနုပြူမြို့စနစ်ရက်ကွက်၅လမ်းမှာနေထိုင်တဲ့အသက်15နှစ်အရွယ်မတီတာဇူဇူးဟာဇန်နဝါရီလ24ရက်နေ့မနက်၈နာရီကမှနေအိမ်ကနေထွက်ခွာသွားပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်တပ်ကရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာလူငယ်မောင်ဝနနဲ့လူငယ်တအုပ်ကိုဇန်နဝါရီလ30ရက်နေ့ညသကောင်ရံအချိန်မှာစစ်မှုထမ်းရန်ဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဇန်နဝါရီလ30ရက်နေ့ည7:00နာရီအချိန်လှိုင်သာယာမြို့နယ်ကိုရက်ကွက်စံရိတ်ငိမ်လမ်းမှာနေထိုင်တဲ့ ်ဦးစော်ဝင်းရဲ့တူဖြစ်သူအသက်26နှစ်အရွယ်မော်ဝနာကိုစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းရန်အတွက်ဝင်းရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလ30ရက်နေ့ည7:00နာရီကျော်လောက်မှာမော်ဝနာကိုနေအိမ်ထဲအထိကိုဝင်ဆွဲသွားတယ်မိတွေကလည်းပြတ်နေတဲ့အချိန်ရက်ကွက်ရုံးကလူတွေရဲ့စစ်ခွေးတွေရဲ့ဝင်ဆွဲသွားတာအဲ့ဒီကောင်လေးကအလုံးမရှိဘူးရက်ကွက်ထဲမှာရှောက်သွားနေတဲ့လူငယ်လေးပါအနေနဲ့အေးပါတယ်စစ်မှုထမ်းဖို့ဆိုပြီးတော့ဝင်ဆွဲသွားတာလို့ရက်ကွက်နေပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲလှိုင်သာယာမြို့နယ်ကိုရက်ကွက် တေးရလမ်းမှာနေထိုင်နေဒေါ်ဆိုးဆိုးအေးရဲ့တားဖြစ်သူကိုလည်းစစ်တပ်ကစစ်မှုထမ်းရန်အသက်အရွယ်အကျုံးဝင်နေဆိုပြီးတော့ဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ကိုယ်အိမ်ရှိမှစိုင်းကယ်တန်တို့ကားတန်တို့ညဘက်ကြားရင်လန့်နေရပြီးစစ်မှုထမ်းဖို့ဝင်ဖမ်းမလားဆိုပြီးတော့ပေါ့အခုကတော့လူငယ်တွေရှိတဲ့နေအိမ်တွေကိုညပိုင်းမှာဘာမပြောညမပြောနဲ့ဝင်ဖမ်းပြီးစစ်ထဲကိုထည့်နေတာပဲအိမ်တွေဘက်ကလည်းညင်းလို့မရဘူးလို့လိုင်းသာမြို့နယ်ကိုရက်ကွက်ကစိုးလောင်းအတင်းအဖွဲ့ဝင်တအူးကပြန်လဲပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး ြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ